ဒီငငယ်လေးရဝါသနာပါတော့ကြီးလာတော့လေအဲ့ဒီဝါသနာကိုပဲဆက်လုပ်ဖြစ်တာပါကျွန်တော်နမရတော့အင်တာဗျူပါအတက်ကတော့19နှစ်ပေါ့ဘူတိုင်းဒေသကြီးဒိုင်ဦးမြို့နယ်တက်ခိနန်ကျေးရွာပေါ့အရှိရကျွန်တော် WU ကလပ်မှာကစားနေပါတယ် ဒီဘောလုံးဘောနော်ဘယ်ချိန်နဲ့ဆက်ပြီးတော့ဒီကစားဖြစ်ခဲ့တာဘောလုံးဘယ်ချိန်နဲ့ဆက်ကစားဖြစ်ခဲ့လဲဆိုတော့ဝါသနာပါတာတော့ငငယ်ရရပေါ့ဟုတ်ကဲ့ငငယ်တည်းကဆက်ကစားဖြစ်ခဲ့တာပါဒီငငယ်တည်းကဝါသနာပါတော့ကြီးလာတော့လေအဲ့ဒီဝါသနာကိုပဲဆက်လုပ်ဖြစ်တာပါအဲ့ဒီဘောပရိုလမ်းကြောင်းဘောကဘယ်လိုမျိုးရောက်ရှိလာခဲ့ပရိုလမ်းကြောင်းဘောဘယ်လိုရောက်ရှိခဲ့လဲဆိုတော့ကျွန်တော်ဒီမျိုးသားကစားပွဲအတိုင်းနဲ့ဒီနေရာနေကျွန်တော်အဲ့လိုမျိုးကန်တယ်ဘကူတိုင်းကိုသားယူနေနဲ့ကန်တယ်အဲ့ဒီကနေပြီးတော့ကျွန်တော်ဒီပိုင်းကြီးကိုအတင်းကြီးပြချုပ်ဆရာဦးရဲဝင်းသူကနေပြီးတော့ကျွန်တော်ဒီ ကလပ်ကိုကမ်းလှမ်းတော့ကျွန်တော်ဒီလိုရောက်လာတာပါနောက်ပြီးတော့ကိုရတီးရတဲ့လောက်ဆိုရင်ဒီမိဘတွေရဲ့ထောက်ပံ့မှုเนาะပြီးခဲ့တဲ့ဒီအာရှဘလားချစ်စစ်ပွဲမှာဆိုရင်လည်းညီအဖေကိုယ်တိုင် ။ဒါပြီးတော့အပိယလေးတွေ့ရတယ်ဆိုတော့အဲညည့်ရဲ့ဒီကစားသမားဘွားတစ်ယောက်မှာပေါ့မိဘရဲ့ထောက်ပံ့မှုဘယ်လောက်ထိအတိုင်းတာတည်ရရှိတာလဲ။ဟိုအရင်ငယ်ငယ်လေးတုန်းကတည်းကကစားတော့အဲ့လိုအင်အားမေးကလေးဆိုတော့သိပြီးတော့ခွင့်မပြုခွင့်မပြုဒါပေမဲ့နောက်ကြတော့အရွယ်ရောက်လာတော့ဒီအကစားကိုပဲဘလူတာတာအမြဲတမ်းလိုက်လုံနေရဲအဲ့လိုအကူရင်းနဲ့ပဲရှောက်ပြီးတော့ဒီအကစားကိုပဲ လိန်ကျင့်ပြီးတော့အလိုစကားသားနေတဲ့ခါကျတော့အင်းကအွန်လိုင်းဘယ်လိုပြောလဲတားလို့မရတဲ့အခါကျတော့အလိုတားနေတော့ပဲနဲ့အလိုမျိုးလိုက်ပြီးတော့နောက်ကစပိုတင်ပြပြတာပေါ့ဟုတ်ဒီ pro လမ်းကြောင်းဘွားမှာဘောနော်ဒီနိုင်ငံအသင်းနဲ့ပထမဆုံးကစားရတဲ့အတွေ့အကြုံဟဲ့အဲဒီတော့ဘယ်လိုခံစားခဲ့ရလဲနိုင်ငံအသင်းနဲ့ပထမဆုံးလို့ကစားရတယ်ကျွန်တော်တအားစိတ်လို့ရှားရပေါ့မှန်တယ်ပြောရမယ်ဆိုရင်တော့ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ဒီဘောလုံးလမ်းကြောင်းမို့ဘူးစပြီးတော့အခြေကျတာကတော့အဲ့လို တအားမြန်လုံးနဲ့ကျွန်တော်တို့ကကြတော့ကျွန်တော်တိုင်းနေပြီနဲ့ဆော့တယ်တိုင်းနေပြီနဲ့ဆော့ပြီးတော့ကျွန်တော် WU ကိုကလပ်ကိုရောက်လာခဲ့တယ်ပြီးတော့အဲ့ဒီကနေပြီးတော့ WU ကိုကလပ်မှာကျွန်တော်ကလပ်ပွဲလီပွဲ၃ပွဲပဲကစားလိုက်ရတယ်ပြီးတော့ဒီ20ပေါ့အဲ့လိုလက်ရွေးစင်ကန့်ခွာတဲ့ပနမားတဲ့ကျွန်တော်ပါတပြေးလေးကျင်းနဲ့အဲ့လိုမျိုးနီးပြားကြရောကျွန်တော်ဒီဗီယက်နမ်မှာကျင်းပါတယ်အာရှဟိုနေအာဆီယံပေါ့အာဆီယံဖလားကိုတော့ပြိုင်တော့ကျွန်တော်ပါသွားတယ်ပေါ့ပထမဆုံးပြိုင်ပွဲဆိုတော့ဆစ်လို့ရှားမှုတော့ရှိပါတယ် ပထမဆုံးကစားတဲ့ဒီအာဆီယံပြိုင်ပွဲမှာပေါ့နော်အကြီးအနေနဲ့ဒီကွင်းကိုတွေရဖို့အတွက်ရုန်းကန်ခဲ့ရတော့အခုတွေ့ရတာပေါ့နော်အဲ့တော့အခါကျတော့ဒီအရင်အချိန်တော့ဒီစိတ်ဓာတ်ပိုင်းဆိုင်ရာကိုဘလို့ပြင်ဆင်ပြီးတော့နေထိုင်ခဲ့ရအဲ့ဒီတော့စိတ်ဓာတ်ပိုင်းဆိုင်ရာကိုကျွန်တော်ဒီကိုရဲ့အတွေ့အကြုံရောအဲ့လိုမျိုးဝါရရောဆိုရင်ကျွန်တော်တအားနှုတ်သေးတယ်ကိုရဲ့အရေးချင်းကိုကြိုက်လို့တာနိပြယူချက်ခဲ့တာပေါ့ကိုအဲ့အချိန်မှာဘယ်လောက်ထိလဲဆိုတော့တော်တော်စိတ်လှရှားရတယ် ဆီလို့ရတဲ့ခါကျတော့ကိုယ့်ထဲပြီးတော့စိတ်ကိုအကောင်းဆုံးထိန်းချုပ်ပြီးတော့ဆော့ရဲကိုယ့်မှရှိတဲ့ performance ကိုအကောင်းဆုံးပြန်ကျွန်တော်ထိန်းချုပ်ပြီးကစားခဲ့တယ် ဒီအာဆီယံပြိုင်ပွဲမှာညင်းနေတဲ့ဒီခြေစွမ်းပြနိုင်ပုံရုံးကန်ခဲ့ရပါမယ်။ဒီအာရှယူနီဆယ်ခြေစစ်ပွဲမှာကျတော့ညင်းနေတဲ့ခြေစွမ်းကောင်းတစ်ခုကိုပြသနိုင်ခဲ့ပါတော့။အဲ့ပြိုင်ပွဲနှစ်ခုရဲ့ကွာဟာချက်ဆိုရင်ဘာဖြစ်မလဲ။အဲ့ပြိုင်ပွဲနှစ်ခုရဲ့ကွာဟာချက်ကိုပြောရမယ်ဆိုကျွန်တော်အတွေ့အကြုံပေါ့။အတွေ့အကြုံလိုပဲပြောရမယ်။ဘာလို့လဲဆိုတော့ကျွန်တော်ဒီအာဆီယံပြိုင်ပွဲကိုသွားတာပထမဆုံးနိုင်ငံကိုစားပြုအနေနဲ့သွားတာ။အဲ့ရနေပြန်လို့ကျွန်တော်ဒီအင်ရှင်အာရှဖလားခြေစစ်ပွဲမှာကျတော့ကျွန်တော်အရှေ့အာဆီယံဖလားအတွေ့အကြုံတွေကိုကျွန်တော်ဒီမှာကောင်းကောင်းပြန်အသုံးချတယ်။ပြီးတော့ကိုယ့်ရဲ့လိုအပ်ချက်တွေကိုလည်းကျွန်တော်ဒီကန့်ဝင်တဲ့အချိန်မှာလည်း ယ်အောင်ရကြိုးစားရပေါ့ကိုယ့်ရဲ့အာဏာချက်အာဏာချက်ဆိုရင်ဘာဘုဖြစ်မှာတဲ့ကိုယ့်ရဲ့အာဏာချက်အာဏာချက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့အာဏာချက်ကကျွန်တော်ကောင်းကောင်းပြီးနိုင်တယ်ပါတအားမြင်တယ်ကျွန်တော်ပြီးအာဏာချက်ကကြတော့ဘယ်လိုပြောမလဲကျွန်တော်ဒီဘောလုံးကိုတွက်ဆနိုင်မှုတော့ကိုယ့်ရဲ့အတွေ့အကြုံနဲ့အလိုတက်တန်းအရာတော့တားလို့သေးတယ်လို့ထင်ရပါခုလက်ရှိမှာဆိုရင်ဒါမြမလူရေးစင်ရဲ့အတင်းရဲ့ပထမပဏာမလူစင်မှာပေါဝင်လာတဲ့ကိုလို့သိရတာပေါ့နော်ဟုတ်ဒီလူရေးစင်အတင်းမှာရွေးချယ်ခံလာရတဲ့ဘုံဘယ်လိုခံစားနေရလဲ လေးစင်ဒီမှာရွေးချယ်လိုက်ရတဲ့ပေါ်ဘယ်လိုခဏအပြစ်လဲဆိုတော့ဒါကတော့ကျွန်တော်အတွက်တင်းတာတစ်ခုတိုးလာတယ်လို့ပဲခံယူပါမှာပဲဘာလို့ဆိုတော့ကျွန်တော်ကျွန်တော်ရဲ့အတက်ရွယ်ဒီမှာကျွန်တော်ဒီကိုဒီနေရာထိရောက်လာတယ်အဲ့ဒီအချိန်မှာကျွန်တော်ဒီမှာတင်းတာတွေအများကြီးရှိတယ်အဲ့ဒါအကောင်းဆုံးတင်းသွားမဲ့နေရာလို့ကျွန်တော်ထင်ပါတယ်အခုလေးစင်အတင်းနဲ့လေးချင်းရဲ့ဒီအစီအစဉ်ပြုလုပ်နေပြီဆိုတော့လေးစင်အတင်းရဲ့လေးချင်းရဲ့ပေါ်ဘလို့ထင်မြင်မိလဲအဝင်ခွင့်ကျရှိနေပြီလားဟုတ်ဟိုနေဒီ အသင်းကိုရောက်တာမနေ့ကညနေရမှာ training စတယ်ဆိုတော့ training နှစ်ချိန်ပဲပြီးပြီပေါ့အခုချိန်မှာဒါပေမဲ့ဒီအသင်းကအကိုရီမတွေကဟိုဝိုင်းဝန်းနဲ့ဖိမကူညီတဲ့အတွက်ကျွန်တော်ဒီမှာအံဝင်ကွင်ကတော့ဖြစ်လူကြီးပါဖြစ်နေပါတယ်ပြီးတော့ဒီက training ရတယ်တအားကောင်းမွန်နေ niche ပိုင်းညီတော့တအားကောင်းတဲ့ခါကျတော့ကျွန်တော်ဒီကဟာတွေကကျွန်တော်တော်တော်အတွေ့အကြုံကောင်းကြီးရလာနိုင်လို့ကျွန်တော်ထင်ပါတယ်ဒီကိုယ့်ရဲ့ကစားသမားပေါ့ပါနော်ကိုချိုင်းနေတဲ့ရတဲ့ပြင်းရင်းကစားသမားတယောက်ဆိုရင်ဘယ်ဖြစ်ကိုချိုင်းနေတဲ့ရတဲ့ပြင်းရင်းကစားသမားဆိုရင်တော့ကိုဖြူဝင်းပါ ။နောက်ပြဒီကစားသမားဘွားရီမန်းချက်လေးကိုလည်းပြောပါမယ်။ကစားသမားရီမန်းချက်ကတော့ဒီကိုယ့်ရဲ့ပြည်ပင်းမှာပဲအကောင်းဆုံးဖြစ်အောင်အရင်ဆုံးကြိုးစားမယ်။လိုမျိုးအခြေအနေတစ်ခုရောက်လာပြီးကိုယ့်ရဲ့ခြေစွမ်းလည်းတိုးတက်လာတယ်ဆိုတော့ကျွန်တော်လိုမျိုးပြပကလပ်တွေကိုထွက်ကစားချင်ပါတယ်။နောက်ဆုံးအနေနဲ့ဒီအပေးနေတဲ့ ပိတ်သက်ကြီးရောညီနဆက်စကားလေးပြောပြပါအာဒီအဘေးနဲ့ပိတ်သက်ကြီးရောကျတော့ဒီတက်မကလည်းကျွန်တော်ထပ်ယူသားသွားပါအောင်မယ်အဲ့လိုဒီတက်မကလည်းအဘေးပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်ပြီးတော့ဒီမြန်မာနိုင်ငံဘောလုံးအသင်းကလည်းဒီတက်မကအောင်မြင်တဲ့ဘောလုံးအသင်းတစ်သင်းဖြစ်လာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်